ဒီနေ့နိုမာလာ၄ရက်နေ့ပြည်မှာဖြစ်ပွားနေတဲ့အထက်ကထူးခြားသတင်းတွေအကြောင်းကိုတော့သတင်းမှတ်တမ်းတွေရယူနေတဲ့သတင်းနောက်မတ်တီရီကိုဆက်သွယ်မြင်းမြန်ကြည့်ပါမယ်။မင်္ဂလာပါမတ်တီရီရေဒီနေ့သတင်းတွေရယူရင်းနဲ့အာဒီထဲကနေပြီးတော့ထူးခြားသတင်းတွေတွေကဘာတွေပြောပြချင်တာရှိမလဲရှင်။ လိုက်လေးရက်နေရဆိုရင်စကိုင်းငင်လေးကြီးလှုပ်ခတ်ခဲ့တာရက်ပေါင်း223ရက်ရှိလာပါပြီဒါပေမဲ့မြန်မာနိုင်ငံနေရအတော်များများမှာလည်းနောက်ဆက်တွဲငင်ငယ်တွေဒီနေ့ထိလှုပ်ခတ်နေစေဖြစ်ပါတယ်ဒီနေ့မှာလည်းမနက်9:48မိနစ်အချိန်မှာရွှေဘုံမြို့နယ်အကြောင်မြောင်းမြို့အနီး ဆယ်မိုင်กว่าကိုပို့ပြုပြီးတော့အင်အားလေးတက်သမရှိအဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ဒီညနေ9:42မိနစ်ချိန်မှာလဲမန္တလေးတိုင်းမတရားမြို့နယ်6မိုင်กว่าကိုပို့ပြုပြီးအင်အား3တက်သမနှစ်အဆင့်ရှိတဲ့ငလျင်တစ်ခုစုစုပေါင်းဒီကနေ့မှာငလျင်နှစ်ခုလှုပ်ခတ်ခဲ့ပါတယ်ရှင်။နောက်ထပ်ထူးခြားသတင်းတစ်ခုအနေနဲ့လဲဒီစကိုင်းတိုင်းဝက်လက်မြို့နယ်လာထွေးကျေးရွာမှာလဲလေရည်သွင်းတာကိုလဲဆောက်တဲမှာဆောက်အိတ်တဲ့အမျိုးသား၃ယောက်ကိုဒီကနေ့မနက်အစောပိုင်းမှာစတောင်ဘက်ကနေထိုးလာတဲ့စစ်ကြောင်းက ပြစ်တက်ခဲ့လို့လည်းဒေသခံတွေကပြောကြပါတယ်ရှင်။ဒီအာဏာသိမ်းစစ်ကောင်စီဟာသူတို့ချင်းပါမဲ့ရွေးကောက်ပွဲနီးလာတဲ့အမျှကာကွယ်ရေးတပ်ဖွဲ့တွေစိုးမှုမှုများတဲ့ဒေသတွေကိုစစ်ကြောင်းထုတ်တာတွေလေကြောင်းတိုက်ခိုက်တာတွေကိုအချိန်မြင့်လှုပ်ဆောင်နေရအောင်လည်းတွေ့ရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ဒီကနေ့သတင်းတွေကအထူးကြရတဲ့သတင်းတွေကိုပြောပြပေးကြရပါရှင်ဟုတ်ကဲ့ပါခုလိုမျိုးသတင်းတွေကိုပြောပြပေးရကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါအောင်မယ်ရှင်ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကား နောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ဒီကူကျူအာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်